မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးအာနာသိန်းကာလာတွင်ဖွဲ့စည်းပုံပြင်ဆင်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်အာနာသိန်းကာလာတွင်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲက53ချက်ကိုပြင်ဆင်ဖို့သဘောတူညီမှုရရှိထားတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်အစီအလက်မဲ့ရေးထိုးခြင်း10နှစ်ပြည့်ခမ်းနားမှာပြောဆိုခဲ့ပါတယ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြင်းချမ်းရေးဖော်ဆောင်မှုနှိမ့်နိုင်ရေးကော်မတီ NNPNC အနေနဲ့ NSPNC အနေနဲ့ SCA ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့ SCA မရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အချင်းချင်းတွဲဆောင်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုဆွေးနွေးရမှာမြန်မာနိုင်ငံမှာပါတီဆောင်ဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာစေဖို့ပူးပေါင်းအကောင့်ထဲပေါ်ရေးတိုင်းရင်းသားပြည်သူတရက်လုံးရဲ့လူလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ဖို့ပါဒါအပြင်ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွဲပူးပေါင်းအကောင့်ထယ်ဖို့ရင်း၂008ဖွဲ့စည်းပုံအခြေခံဥပဒေကနေအချက်43ချက်ကိုပြင်ဆင်နိုင်ရေးသဘောတူညီခဲ့ကြတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်ဒါအပြင်ပြင်ဆင်မဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ43ချက်ရဲ့သက်ဆိုင်ရာပုံမှန်အလိုက်အကြောင်းအရာအသေးစိတ်ကိုတော့ထည့်မပြောသွားခဲ့ပါဘူး ဆရာနာသိမ့်ပြီးတနစ်ကျော်ကြာ2022ခုနှစ်အေဗီလာနောက်ပိုင်းမှာစစ်ကောင်းဆောင်ကငင်းချင်းဆွေးနွေးဖို့စတင်ကန့်လန့်ခဲ့ပါတယ်။အဲဒီကနေစစ်တပ်အရာရှိတွေနဲ့ဖွဲ့စည်းခဲ့တဲ့ NSBNC ကဥဆောင်ကအပြည့်ရက်ထိုး EAO ခုနှစ်ဖွဲ့နဲ့မထိုးထားတဲ့ EAO သုံးဖွဲ့တို့လက်ရှိအချိန်ထိတွဲဆောင်ဆွေးနွေးမှုတွေရှိခဲ့တာပါ။ဒါပြင် NSBNC နဲ့အာနာသိမ့်မှုတွင် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဆွေးနွေးမှုဘူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုဖွဲ့တို့ကလည်း2022ခုနှစ် AB 6ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်261ကိုပြင်ဆင်ဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ ပုံမှန်163ဟာနိုင်ငံတော်သမ္မတကတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကိုခန့်တောင်းဝန်ပေးရမှာတိုင်းဒါမှမဟုတ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေကသက်မဲ့ရေးချင်းနဲ့ပြည်ဆောင်တဲ့တင့်လျော်သူတို့အုပ်ကိုရွေးချယ်ရမယ်လို့ပြဋ္ဌာန်းထားတာပါဒီချက်ကိုပြင်ဆင်ဖို့သဘောတူထားတဲ့အတွက်လာမယ့်အထွေထွေရွေးကောက်ပွဲမှာပေါ်လာမယ့်လွတ်တော်ကနေအတည်ပြုလိုက်ရင်ဥပဒေဖြစ်သွားမယ်လို့အဲ့ဒီတုန်းကနိုင်ငံရေးပါတီအစိုးရဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့သူစိုင်းအိုက်ပေါင်းကပြောခဲ့ပါတယ်နိုင်ငံရေးဥဆောင်မှုအခိုင်အကန့်မှာတော့တက်မတော်ကအမြဲတမ်းဥဆောင်ရမယ်ဆိုတဲ့နေရာမှာအတိုင်း င်းတာတခုတည်းဥဆောင်မှုရှိရမယ်ဆိုတဲ့အချက်ကိုစစ်တပ်ဘက်ကအကျုံချအာနာတီမြဲရေးဆိုတဲ့အချက်၃ချက်ပေါ်အခြေခံပြီးတုံ့ပြန်ထားတယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်ကတော့ပြင်ဆင်ဖို့သဘောတူညီချက်တွေကိုမကြမီပေါ်ပေါက်လာတော့မယ်လွတ်တော်ကိုတင်ပြပြီးအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ NCA ခန်းနာမှာပြောထားတာပါ။အလားတူ2009-2010နဲ့2020ပြည်နှစ်မှာသဘောတူညီခဲ့တဲ့ပြည်ထောင်စုသဘောတူညီချက်အစိတ်ပိုင်း1နှစ်နဲ့3အပါ82ချက်ကိုလည်း ကိုယ်စလဲအတီးတီးကလက်မဲ့ရေးထိုးပြီးပြည်တော်စုလွတ်တော်မှာအတီးပြုထားပြီးဖြစ်တယ်လို့သူကပြောဆိုထားကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီမှစစ်မှုရန်တင်းတန်းကြောင်း28ခုဖွင့်လှစ်ပြီး စစ်တမ်းစုဆောင်ရေးကိုအရှိန်မြှင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့်မတရားဖမ်းဆီးစုဆောင်ထားသည့်လူငယ်များကိုလက်ခံလေ့ကျင့်ပေးနေသောစစ်တပ်နဲ့ကြောင်း29ခုထိရှိလာပြီးစစ်မှုထမ်းတနန်းကြောင်းထပ်တိုးခွင့်လေ့ကျင့်ပေးမည်ဟု MDSI ကယနေ့ထုတ်ပြန်ထားပါသည်။မြမစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးဖွဲ့ MDSI ၏ထုတ်ပြန်ချက်တွင်စစ်ကောင်စီတပ်သည်စစ်မှုထမ်းတပ်သားများတိုးမြင့်စုဆောင်ရရှိမှုပေါ်မူတည်၍အရန်တနန်းကြောင်းများဖြင့်ခအားက တကအာနဲ့ရလာတ59ရို့မှာထထိုးခွင့်လေးလေ့ကျင့်ပေးနေခြင်းဖြစ်သည်ဟုဖော်ပြထားပါသည်စစ်မှုရန်ဘက်စင်စခွန်အထိစစ်ခြေကံလေ့ကျင့်ရေးတက်စခတကိုတက်တမရောတမ်းမြင့်လေ့ကျင့်ရေးကြောင်းဆက်တက်တက်အယံကန်နဲ့အချက်ကြီးတနန်းကြောင်းနှစ်တက်တမရောကွန်ပျူတာနဲ့ဤပညာသိပ္ပံဘုတ်တနန်းကြောင်းခြေလင်းအကူလက်နက်ကြီးတနန်းကြောင်းတမရောကိုကံပညာနဲ့အာကစားသိပ္ပံနဲ့အမှန်59ရေတက်လေ့ကျင့်ရေးတက်တို့မှာလက်ခံလေ့ကျင့်တနန်းပေးခဲ့တယ်လို့သိရပါသည် စစ်ကောင်စီတပ်စုမိုးထိန်ချုပ်မှုအကောင်နဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာစစ်တပ်နဲ့အကြောင်း15ခုတည်ပြည်သူစစ်မှုရန်တနက်အပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေသည့်ပင်မတနန်းကျောင်းနေရာများဖြစ်ကြောင်း MDSI ကပြောပါရသည်။ အလားတူစစ်ခြေကံလေ့ကျင့်ရေးတပ်များသည်ပြည်သူ့စစ်မှုရန်တနန်းပြင်အခြေခံတပ်သားသည့်တနန်းများကိုလည်းလက်ခံဖွင့်လေ့ကျင့်ပေးလျက်ရှိသည်ဟုသိရပါသည်။တိုက်ပွဲများပြင်းထန်နေသည့်တပိတ်ချင်းမြို့နယ်ရှိစခတာနှင့်နေတတကစ3ရွှေဘူအခြေဆိုင်စခတာရှိကလေးတက်နေတတကစ3တို့မှလုံခြုံရေးအခြေအနေအရတနန်းပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲရန်နာထားသည်ကိုတွေ့ရကြောင်းလည်း MDSI ကဆိုပါသည်။ယခုအောက်တိုဘာလ10ရက်နေ့အထိစစ်မှုရန်အပတ်စဉ်15ကိုလေ့ကျင့်တနန်းဆင်ပေးထားပြီးအပတ်စဉ် ရှိအားမကြမီဖွင့်လှစ်နိုင်ရန်ပြင်ဆင်လှုပ်ဆောင်နေသည်ဟုသိရပါသည်စစ်ကောင်စီတပ်သည်စစ်မှုထမ်းတပ်သားများလောက်ဆင်တတ်မဲ့ရည်အတွက်ကျုံလွန်ရရှိအောင်နီလန်းမျိုးစုံဖြင့်ဖက်စီစုဆောင်နေသလိုအရှိန်ဟုန်မပြတ်လက်ကျင့်တနံပေးနိုင်ရန်အတွက်လည်းစစ်တနံကြောင်းများထပ်တိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်သည်ဟု MDSI ရဲ့ထုတ်ပြန်ပြောဆိုချက်အရသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာကြက်ဥသုံးတန်းခွဲလို၍ကြက်အကောင်ကြီး၄တန်းကမွေးမြူရမည်ဟုစစ်ကောင်းဆောင်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာနေထိုင်သူလူဦးရေ9တန်းရှိပြီးထပ်ဝဲကန်းရှိတဲ့လူဦးရေ3တန်းခွဲကတရက်လည်ရင်ကြက်ဥတလုံးစားသုံးမှာကကြက်ဥသုံးတန်းခွဲအတွက်ကြက်အကောင်ကြီး၄တန်းမွေးမြူရမည်ဟုအာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုင်းကပြောပါရယ်။ ရမန်နေ့အော်တိုဘာ16ရက်တိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်များပြင်တွေ့ဆုံစဉ်စာနယ်ရိတ်ခါဖူလုံရေးနဲ့ပတ်သက်၍ပြောကြားရာတွင်မင်းအောင်လိုင်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ဒေတာအလိုက်အသားငါများဖူလုံပေါ်များစီရင်စိုက်ပျိုးမွေးမြူရေးစုံတွေတိစောက်သွားနိုင်ဖို့လိုတယ်။မိမိတို့နေထိုင်တဲ့ဒေတာတွေမှာလူဦးရေလိုက်စားရေးဖူလုံမှုရှိစေဖို့အစစ်စစ်တုံးမြင့်မွေးမြူဆောင်ရွက်ကြဖို့လိုတယ်။ဥပမာအနေနဲ့ရန်ကုန်တိုင်းမှာလူဦးရေ9တန်းရှိတဲ့ထက်ဝက်ဖြစ်တဲ့လူဦးရေ3တန်းခွဲကကျပ်ဥတည့်ရက်မှာတလုံးစားရင်ကျပ်ဥအလုံးရေ3တန်းခွဲလိုအပ် မှာဖြစ်လို့ကျက်ဥသုံးတန်းခွဲရဖို့ကြက်ကောင်ကြီး၄တန်းလောက်ကိုမွေးမြူရမယ်ဟုမင်းအောင်လိုက်ကတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်များကိုပြောကြားခဲ့ပါတယ်။တိုင်းဒေသကြီးနယ်ပြည်နယ်လိုက်စားရေးကိုအထောက်အကူပြုစေရန်အတွက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ပထမဆင့်25ရာခိုင်နှုန်းဒုတိယဆင့်40ရာခိုင်နှုန်းဖူလုံစေရန်နောက်ဆုံးဆင့်မှာ100ရာခိုင်နှုန်းဖူလုံစေရန်အစဉ်စဉ်တုံ့ပြန်စီမံချက်ချဆောင်ရွက်သွားရမည်ဟုမင်းအောင်လိုက်ကဆိုကြောင်းသိရပါတယ်။ ဒေတာအလိုက်ရာသီဥရုမြေနေသားနဲ့ကိုက်ညီတဲ့မှုစိုက်ပြိုးခြင်းများကိုလည်းဆောင်ရွက်နိုင်ပြီးမိဖို့ကြောင့်သုံးသိနံများဖြင့်အာလူချက်တော်ငရုတ်တီစတဲ့သိနံများကိုလည်းပုံမှုတိုးတက်ထုတ်လုပ်နိုင်ရေးစိုက်ပြိုးသွားကြရမည်ဟုမင်းအောင်လိုက်ကပြောဆိုသွားကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ကြောင်မဲမျိုးပေါ်ပြစ်ခတ်မှုဖြစ်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကကြောင်မဲမြို့ပေါ်မှာဒီကနေ့အောက်တိုဘာ18ရက်ညနေ2နာရီလောက်မှာတနက်ပြစ်ခတ်တံတွေဇက်တိုက်ထွက်ပေါ်နေတယ်လို့အဲ့ဒီမြို့ကန်တချို့ကပြောပါရယ်ညနေ2နာရီကျော်မှာတနက်ပြစ်ခတ်တံဆဲကြက်ထက်မနေကိုမြို့ပေါ်ကကြောင်းလိုက်ရတယ်လို့ဒေသခံတချို့ရဲ့ပြောဆိုချက်အရသိရပါရယ် မြို့ထဲမှာရင်ပြင်နေတာဇက်တိုက်ကြီးကြားရတာကလေးတွေကကြောင်းတက်နေကြတာဆိုတော့ပြေးခေါ်ရဖို့ပဲအပြင်ထွက်ဖို့လည်းမရေဘူးမြို့ပေါ်နေရာတွေမှာစကားစားတွေရှိတယ်လို့ဒေသခံတို့ကပြောကြားကြောင်းသိရပါတယ်နောက်ထပ်တနေ့ပြစ်ခတ်တဲ့မကြရတော့ဘဲဒေသခံចောင်းသားမိဘတချို့ဟာသူတို့ရဲ့ကလေးတွေကိုတောင်းရောက်ခေါ်ဆောင်နေကြတယ်လို့သိရှိရပါတယ် တန်အမျိုးသားလူမျိုးရေးတမတော် TNL ထိန်းချုပ်ထားတဲ့ကြောင်းမဲမျိုးကိုအောက်တိုဘာ၁ရက်မှာစစ်ကောင်စီကပြန်လည်သိမ်းယူပြီးအုပ်ချုပ်ရေးရန်နေရာလဲပတ်အောင်စူးစမ်းနေပါတယ်။ကြောင်းမဲမျိုးပေါ်ကိုပြန်ဝင်ပြီးနောက်တနေ့မှာဌာနဆိုင်ရာဝန်ထမ်းတွေကိုပါခေါ်လာပြီးရုံးတွေနဲ့စာတင်ကြောင်းတွေလည်းပြန်ဖွင့်နေပါတယ်။လွဲခေါ်ရွာအပါဝင်ကြောင်းမဲမျိုးနယ်ကနေရာတချို့မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပါတယ်။စစ်ကောင်စီဟာကြောင်းမဲမျိုးကိုသိမ်းယူပြီးတဲ့နောက် TNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုပုံချပြီးတီဝေါမျိုးကိုလည်းအောက်တိုဘာ၁၆ရက်မှာထပ်မံသိမ်းယူ ခဲ့ပါတယ်။လက်ရှိမှာကြောင်မဲမျိုးနဲ့တီဘောမျိုးကစစ်ပေးရှောင်းတွေနေရက်ကိုပြန်လာဖို့ကြိုးစားနေကြတယ်လို့အခြေအနေတွေကိုစောင့်ကြည့်နေသူတွေလည်းရှိကြောင်းသိရှိရပါတယ်။